မင်္ဂလာပါခင်ဗျာဖြစ်ဝင်ပါเนาะဒီ MOU နှစ်နှစ်ပြည့်ပြီသားတက်တန်းက6လပိုင်း29ရက်နေ့မှာကုန်မှာတိုးရသေးတာရပါတယ်ခင်ဗျာအာကျွန်တော်ဒီတိုးမှာမဟုတ်ဘူးเนาะဗီဇာကပဲမှာတိုးတိုးရတယ်ကိုကိုတိုင်းတိုးခြင်းလည်းသွားတိုးလို့ရတယ်မြို့နယ်မှာရှိတဲ့တော်မော်ယုံနေမှာသွားပြီးတော့เนาะအဓိကတက်တန်းမကြော်သေးနဲ့ကျွန်တော်အများအမ်းသတိပေးသလိုပဲ MOU နှစ်နှစ်ဗီဇာကတက်တန်းကြော်ရင်အရန်နှမျောဖို့ကောင်းတယ်เนาะကျွန်တော်ဒီမှာဆိုရင်ဝန်ဆောင်က1800ယူရပြန်ပို့ကအပြီးဗီဇာနောက်ထပ်နှစ်နှစ် နောက်ထပ်နှစ်နှစ်ဆိုတာနည်းတဲ့အားမဟုတ်တော့ဒီမှာဘတ်တစ်နှစ်အတွက်တောင်းပေးရတဲ့ငွေတွေကတစ်နှစ်တစ်နှစ်ကိုနည်းတာမဟုတ်တချို့ဆိုရင်တောင်းကြော်တွေပေးရတယ်အဲ့ဒါတစ်နှစ်အတွက်နေထိုင်ခွင့်ပဲအခု MOU သမားတွေကနောက်ထပ်နှစ်နှစ်နေထိုင်ခွင့်ထပ်ရမှာတတ်တမ်းမကြော်သေးနဲ့အဲ့ဒါကြောင့်မို့ကျွန်တော်အမြဲတမ်းအမြဲတမ်းကျွန်တော်ဗီဒီယိုမှာဆိုတတိပေးတယ်နှစ်လတောင်ပြင်ဆင်ချင်းရှိရဒီနှစ်လတွေမှာဗီဇာလာတိုးထားပါဗီဇာလာတိုးပါအကုန်မခံနဲ့မကြော်သေးနဲ့ ကျော်ရာနဲ့3000ကျော်4000ကျော်တွေဖြစ်သွားမယ်တရက်ကျော်ရင်ဒဏ်ကြေးက900ရှိတယ်ဒါတော့လူလိုက်ရတယ်လူမလိုက်နိုင်ရင်1000 1500အဲ့လိုမျိုးတွေရှိတယ်เนาะဒီနေ့ဆိုလည်းညီမလေးတယောက်ဖုံးဆက်လာတယ်ချုံပူလေးကမနှက်ပြန်ပဲတက်တန်းကုန်တော့မယ်တဲ့အဲ့ဒါကျွန်တော်စီကိုမပို့လာနဲ့တော့လို့ကိုယ်တိုင်သွားပြီးတော့တိုးပါလို့ကျွန်တော်စီကိုပို့လာနဲ့ဆိုစားတိုင်းကနေချုံပူလေးကနေဒီဘန်ကောက်ထိဆိုရင်ဂျာထဲမှာရက်တွေအချိန်တွေကယူနေရအောင်မယ်မနှက်ပြန်ပဲ မနက်ဖြန်ရောက်ခဲ့ရင်တော့ကျွန်တော်သွားတော်ရမယ်အချိန်လေးရှိသေးတယ်အဲ့ဒါကြောင့်မို့ကျွန်တော်အကြံပေးလိုက်တယ်သွားညီမသွားကောကူသွားလို့တော်မော်ရုံကသွားတော်နည်းနည်းလေးကုံရမယ်ကိစ္စအောင်အများကြီးမကုံသေးနဲ့เนาะကိုယ်စီတိုးမှမဟုတ်ဘူးနှမျောလို့ပတ်စံနေနှမျောလို့ကိုယ်ပတ်စံမဟုတ်ဒါပေမဲ့သူတို့ပတ်စံနေအာမကုံသေးတာမကုံအောင်လို့ပေါ့เนาะဒီဒီဟာမကုံတဲ့အတွက်တခြားနေရာတွေမှာကိုယ်တုံးလိုက်လို့ရတယ်အဲ့ဒါကြောင့်မို့ ျွန်တော်ဒီတိုးမှမဟုတ်ဘူးသွားတိုးလိုက်ကျွန်တော်ဒီကိုမမီပဲနေလိမ့်မယ်ကိုမီတဲ့ဒီမှာသွားတိုးလိုက်အဲ့လိုမျိုးအကြံပေးရဖြစ်ပါတယ်ဒီ6လပိုင်း28ရက်နေ့ကုန်ပါဆိုလဲပို့လာလို့ရပြီเนาะစားလိုက်ရနေပို့လာကျွန်တော်ဒီကိုပို့လာဒီနေ့ပို့လာရင်မနေ့ပြန်တပတ်ခါနှစ်ရက်အတွင်းဆိုရောက်တယ်ကျွန်တော်သွားပြီးတော့တိုးပေးလိုက်မယ်နောက်ထပ်2နှစ်နေထိုင်ခွင့်ရှိရ1800ပဲနောက်ထပ်နေတဲ့ဒီကိုပါပြန်ပို့ပေးတယ်ပြန်ပို့ကအပီเนาะအဲ့ဒါလေးတတိပေးခြင်းမှာအာတကယ်လို့ အမွေယူနဲ့လာထားတဲ့လူတွေကိုကနှစ်နှစ်ပြည့်တော့မယ်နှစ်နှစ်ပြည့်ကနေပြီးတော့တန်တရားရှိရင်စာအုပ်ထဲမှာဖွင့်ကြည့်ပါအဲ့မှာဒိတ်လေးတွေပါပါတယ်နော်ဇာတ်ကွက်လေးပါတယ်ဝင်လာခဲ့တဲ့ခုနှစ်ကနေစပြီးတော့နှစ်နှစ်ဘယ်လဘယ်လလတွေပါတယ်ကြည့်မတတ်ဘူးဆိုရင်ပို့လာပြီးကြည့်ပေးပါမယ်နော်စင်ပြကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်